မင်္ဂလာပါရှင်လင်းလင်းရဲ့ vlog channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။လင်းလင်းဒီနေ့ share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ရွှေဝယ်တဲ့အခါမှာရောင်မဝယ်မှမဖြစ်ရအောင်လို့ရွှေအတူစစ်ခွဲခြားနေလေးနဲ့အတူမှန်ကန်တဲ့ရှင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ရွှေကို investment လုပ်တဲ့အခါမှာအမြတ်အစွန်းရဖို့အတွက်ရှင်းနှီးမြှုပ်နှံတဲ့အခါမှာမဖြစ်မနေသိရှိထားတဲ့အချက်လက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရစေ။ အကြောင်းအရာလေးကိုမစတင်ခင်မှာလင်းလင်းရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ပါတော့မယ်ရှင်။ရှေးကိုရှင်နှမြတ်နံမှုတစ်ခုအနေနဲ့ဝယ်ယူစုဆောင်တင်စီခြင်းလို့ပဲဖြစ်ဖြစ်လဝရဲ့နာအနေနဲ့ပဲဝယ်ယူခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်။လင်းလင်းအခုပြပြပေးမယ့်အချက်လက်လေးတွေကို လည်းလည်းအခုရှမ်းရင်းလုတ်ပြီးသွားမဲ့အချက်လက်လေးတွေကိုဆောင်ရံဆောင်ရံလေးတွေအနေနဲ့ဖော်ပြပေးလိုက်ပါတယ်ရှင်ပထမဆုံးရွှေဝယ်ယူတဲ့အခါမှာရွှေအမျိုးအစားမှန်ကန်မှုလေးကိုစစ်ဆေးတင်ပါတယ်အတိကမိမိကရွှေကိုအခောက်ရွှေကိုဝယ်ယူစုဆောင်မှုအတွက်ဝယ်မယ်ဆိုလို့ရှင်ရွှေဟာ16ပဲရည် မြန်မာပြည်မှာဆိုရင်အများအားဖြင့်ပေါ့နော်ရွှေဟို16ပဲရည်အနေနဲ့ဝယ်ယူစုဆောင်ကြပါတယ်15ပဲရည်ကိုလည်းရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အတွက်မိမိဝယ်ယူမှာကမိမိဝယ်ယူမဲ့ရွှေက15ပဲရည်လား16ပဲရည်လားဆိုတာလေးကိုလည်းတေချာစစ်ဆေးတင်ပါတယ်ရွှေ15ပဲနဲ့16ပဲဟာလေဈေးกว่าဈေးกว่าတက်တဲ့အတွက်တေချာလေးဝယ်ယူပြီးတော့ပြန်ရောင်းတဲ့အခါမှာ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ပြန်ရောက်တဲ့အခါမှာအမြတ်ရရှိဖို့အတွက်ဒီချာလေးစစ်ဆေးတင်ပါတယ်နိုင်ငံတကာမှာဆိုလို့ရှိရင်99.99%ရှိတဲ့24ကာရက်ဆွေတွေကိုအတုံးခဲတွေအနေနဲ့စူဆောင်းကြတယ်မြန်မာပြည်မှာဆိုလို့ရှိရင်လည်း16ပဲရေဆွေအတုံးခဲဒါမှမဟုတ်လဲ16ပဲရေဆွေကိုအရောအတွက်လက်ခတ်တတ်တာတဲ့အမ် ရွှေပလုံးလက်စွပ်လေးတွေပဲဖြစ်လက်ကောက်လေးတွေပဲဖြစ်စသဖြင့်လှုပ်ပြီးတော့စူဆောင်းကြတာလေးတွေရှိပါတယ်သူအတူတိုင်းမှာဆိုလို့ရှိရင်လေ965ရေလို့ခေါ်တဲ့96.5%ရွှေအတုံးအခဲဒါမှမဟုတ်လေအရောအတွက်လက်ခတ်တတာတဲ့ရေရွှေစင်ပေါ့နော်ရွှေအလဝရေနာလေးတွေကိုစုဆောင်းကြတာရှိပါတယ် ဒါကြောင့်မလို့ရွှေဝယ်ယူတဲ့အခါမှာမမိဝယ်ယူတဲ့ရွှေအမျိုးအစားမှန်ကန်မှုလေးရလည်းအရေးကြီးတယ်။ရွှေမျိုးအစားကိုလည်းတရားစစ်ဖို့လိုတယ်ပေါ့နော်။နောက်တစ်ချက်အနေနဲ့ကတော့ရွှေဝယ်ယူတဲ့အခါမှာဝယ်ယူတဲ့ဆိုင်မှာတရားလေးစစ်ဆေးရမှာပေါ့နော်။တရားလေးစစ်ဆေးရမှာပဲဖြစ်ပါတယ်။မိမိဝယ်တဲ့ရွှေအလေးချိန်ကိုဝယ်ယူခဲ့တဲ့ဆိုင်ကတင်းတိမ်ဒီဂျစ်တယ်ကတ္တာပေါ်မှာတရားလေးစစ်ဆေးဖို့လိုအပ်ပါတယ် မိမိပြန်ပြီးတော့ရောင်းချတဲ့အခါမှာလည်းဘယ်ဈေးနဲ့ဝယ်ယူလဲဆိုတာကိုဆိုင်းပါတစ်ခါတည်းတရားမေးမြန်းဖို့လိုပါတယ်။တချို့ဆိုင်တွေကရောင်းဈေးဝယ်ဈေးတွေခွာထားတာရှိတယ်။ဆိုင်အများစုကတော့ရောင်းဈေးဝယ်ဈေးခါတတ်တယ်ပေါ့နော်။ရွှေကိုပြန်ပြီးတော့ကိုတွင်းတဲ့အခါမှာပြန်ပြီးတော့ရွှေဆိုင်ကိုပြန်ပြီးရောင်းတဲ့အခါမှာရွှေဆိုင်ဘက်ကဝယ်ယူတဲ့ဈေးနှုန်းလေးက ရွှေဆိုင်ကပြန်ပြီးရောင်းချခဲ့တဲ့ပထမရောင်းချခဲ့တဲ့ဈေးနဲ့မတူတတ်ဘူးရွှေဆိုင်ဘက်ကရွှေအစ်စ်ရောင်းချတဲ့ဈေးနဲ့ရွှေအဟောင်းကိုပြန်ဝယ်ယူတဲ့ဈေးကအနည်းငယ်ကွာခြားလေးရှိပါတယ်ဒါကြောင့်မလို့ရောင်းဈေးဝယ်ဈေးကိုတေချာလေးမေးမြန်းပြီးတော့မှဝယ်ယူလို့ရှိရင်မိမိပြန်ရောင်းတဲ့အခါမှာတေချာအမြတ်အစွန်းကိုလည်းတေချာတွက်ပြီးတော့ရောင်းချလို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရွှေဝယ်ယူတဲ့အခါမှာရောင်းဈေးဝယ်ဈေးကိုတေချာမေးမြန်းမယ်ကိုဝယ်ယူခဲ့တဲ့၄ချိန်ကို ဆိုင်မှာပဲတခါတယ်ချိန်ကြည့်ဖို့တေချာကြည့်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ရွှေအတုစစ်ခွဲတဲ့အခါမှာပထမဆုံးအချက်အနေနဲ့ကတော့မိမိဝယ်ယူတဲ့ရွှေဆိုင်မှာရှိတဲ့ရွှေအမှတ်အသားကိုတေချာခွဲဖို့လိုပါတယ်ရွှေဆိုင်ဒီမှာအတုံးခဲပဲဖြစ်ဖြစ်လဝတ်လရနာတွေမှာပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့သူတို့ရဲ့အမှတ်သားတစ်စိတ်လေးရှိတတ်တဲ့ဒီရွှေတစ်စိတ်လေးတွေဒီအမှတ်သားလေးတွေက ပြန်ပြီးတော့ဒီရွှေကိုပြန်ပြီးတော့ရောင်းချတဲ့အခါမှာကြီးစုစစ်ဆေးတဲ့အဓိကအချက်လက်လေးဖြစ်ပါတယ်။ဒါရွှေအစစ်ဖြစ်ကြောင်းလည်းအမှတ်အသားလေးတစ်ခုဖြစ်တဲ့အတွက်မိမိဝယ်ယူရဲဆိုင်ရာနေပြီးတော့အမှတ်အသားလေးရွှေအမှတ်အသားကိုတည်ချကြည့်ပြီးတော့ဒါလေးကအစစ်အတုဖြစ်ကြောင်းတည်ချလေ့လာလို့ရတယ်။တည်ချလေကြည့်စုပြီးတော့စစ်ဆေးကြည့်လို့ရပါတယ်။ရွှေရိုးတကယ်လို့အမြန်ခွဲမယ်ဆိုလို့ရှင်ရင်တော့ လက်ဝတ်ရနအသေးစားလေးတွေပဲဖြစ်ဖြစ် ခွဲခြားတဲ့အခါမှာရေနဲ့လည်းခွဲခြားလို့ရတယ်ရေခွက်လေးတဲကိုမမီရဲ့ရွှေလေးထည့်ကြည့်တဲ့အခါမှာရွှေတက်တူဟာဘယ်တော့မဆိုရွှေတက်တူဟာရေထဲကိုချက်ချင်းပဲမြုပ်သွားမှာပဲဖြစ်ပါတယ်ရွှေမဟုတ်ဘဲနဲ့တခြားတက်တူတွေဆိုလို့ရှိရင်အနည်းငယ်ပေါ်ပြီးတော့ဖြည်းဖြည်းချင်းမြုပ်တာတော့တက်တယ်ပေါ့နော်ဒါလေးကိုလည်းတခြားကြည့်ပြီးမမီရခွဲတက်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒါပေမဲ့များသောအားဖြင့်ရွှေအလေးချိန်များတဲ့ အဲရွှေတွေလဝိရဲနာတွေအတုံးခဲတွေဆိုရင်တော့ဒါအဆင်မပြေနိုင်ဘူးပေါ့နော်သူကတကယ်လို့ရွှေအဆင်မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်လည်းရောဆက်ထားရတဲ့တတူကများတဲ့အတွက်ရေထဲမှာလည်းမြန်ဆိုနစ်မြုပ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ရှလက်ကာရေနဲ့ခွဲခြားလို့ရတယ်ရွှေပေါ်မှာမိမိရဲ့ရွှေအတုံးခဲပဲဖြစ်ဖြစ်လဝိရဲနာလေးပဲဖြစ်ဖြစ်ပေါ့နော်ရှလက်ကာရေတစက်နှစ်ဆက်တင်ကြည့်လိုက်တဲ့အခါမှာအဆင်မဟုတ်ခဲ့ဘူးဆိုလို့ရှိရင် ရွှေအယောင်ပြောင်းသွားမှာပဲဖြစ်ပါတယ်ရွှေအယောင်ပြောင်းသွားမယ်ရွှေရအယောင်တွေကျွတ်လာမယ်ပေါ့နော်စသဖြင့်ဒါမျိုးလေးတွေဖြစ်မယ်တကယ်လို့ရွှေအစစ်ဆိုလို့ရှင်ရင်တော့ဘယ်တော့မှမပြောင်းလဲဘူးပေါ့နော်ရွှေအယောင်ပြောင်းသွားမှာမဟုတ်ပါဘူး white vinegar လို့ခေါ်တဲ့ရှာလကာရေတဲကိုရွှေကို15မိနစ်လောက်စိမ်ကြည့်လိုက်မယ်ဆိုလို့ရှင်ရင်ရွှေအစစ်ဆိုလို့ရှင်ရင်ပို့ပြီးတော့အယောင်တွေတောက်လာမယ်လင်းလက်လာမယ်တောက်ပြောင်လာမယ်ပေါ့နော် တကယ်လို့ရွှေအတုဖြစ်ခဲ့မယ်ဆိုရင်တော့အရောင်တွေကျွတ်သွားမယ်မိန်သွားမယ်တခြားအရောင်တွေကိုပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ဒီလိုနီးနဲ့လဲရွှေအတုအစစ်ခွဲခြားလို့ရပါတယ်နောက်တစ်ချက်အနေနဲ့ကတော့တန်လိုက်နဲ့အဲဆွဲကြည့်လို့ရတာပေါ့နော်ဒါလေးကကြတော့တေးငယ်တဲ့တေးတဲ့ပစ္စည်းလေးတွေကိုပဲလှုပ်ကြည့်လို့အဆင်ပြေမှာပေါ့နော်။တန်လိုက်ကတန်တွေကိုဆွဲငင်တဲ့အတက်တကယ်လို့ရွှေရအစ်စ်မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တန်လိုက်နဲ့ကတ်ကြည့်တဲ့အခါမှာ ပင်မြန်စွာပါလာမယ်ကတ်လာမှာပေါ့နော်ဆွဲငင်သွားမှာပဲဖြစ်တယ်ရွှေအစစ်ဆိုလို့ရှိရင်တော့ဘလူးတန်လိုက်တုံးနေပဲဆန်းဆန်းကတ်နေမှာမဟုတ်ဘူး ူဘာသာသူဒီတိုင်းပဲရွှေရရွှေအတိုင်းပဲရှိနေမယ်တန်လိုင်းရလည်းတန်လိုင်းအတိုင်းပဲရှိနေမှာပဲဖြစ်ပါတယ်နောက်ထပ်တနည်းအနေနဲ့ကြာတော့မိဖုတ်ပြီးတော့လဲစစ်စေးကြည့်လို့ရတယ်မိဖုတ်ပြီးတော့စစ်စေးမယ်ဆိုလို့ရှိရင်တော့ရွှေအတုဆိုလို့ရှိရင်တော့ချက်ချင်းပဲအယောင်ပြောင်းသွားမှာပဲဖြစ်တယ်ရွှေအစစ်ဆိုလို့ရှိရင်တော့အယောင်မပြောင်းဘူးပေါ့နော်သူကအဝါရောင်သူရဲ့ရွှေရောင်လေးပဲဖြစ်နေမှာပဲဖြစ်ပါတယ် ဒါပေမဲ့မီးအားပြင်းနဲ့အချိန်ကြာကြာပေါ့နော်တကယ်လို့ဖုတ်ကြည့်လိုက်တဲ့ဆိုရင်လည်းအရေးပြောသွားတတ်တာလေးတစ်ခုကိုသတိထားမှာပဲဖြစ်ပါတယ်။ရွှေအတူအစစ်ခွဲခြားလို့ရတယ်။နောက်ထပ်အလွယ်နည်းလေးတစ်ခုကတော့ဆော်ဒါနဲ့စမ်းသပ်ကြည့်တာပဲဖြစ်ပါတယ်။မုံဖုတ်ဆော်ဒါနဲ့ရောမွေထားတဲ့ရေတွေကိုရွှေတွေကိုထည့်ပြီးတော့ခဏလောက်စိမ်ထားလိုက်မယ်။ပြီးလို့ရှိရင်ပြန်ပြီးတော့တ िश ူးလေးပဲဖြစ်ဖြစ်အဝေးလေးနဲ့ပဲဖြစ်ဖြစ်ဒီရွှေတွေကိုပုတ်ကြည့်လိုက်လို့ရှင်ရင် ယ်လို့ရွှေစားလေးတွေကွာနေတယ်ဆိုလို့ရှိရင်ဒါကရွှေအစစ်မဟုတ်တော့ပါဘူးရွှေအစစ်ဟာဆိုလို့ရှိရင်မုံဖုတ်စောတာနဲ့ဓာတ်ပြမှုလည်းမရှိဘူးရွှေစားတွေလည်းကွာကြနေမှာမဟုတ်ဘူးပေါ့နော်ရွှေအတုဆိုလို့ရှိရင်တော့စောတာနဲ့တက်ပြပြီးတော့ရွှေစားတွေကွာကြနိုင်တယ်ရွှေအတုဆိုရင်တော့စောတာနဲ့တက်ပြပြီးတော့ရွှေစားလေးတွေကွာကြလာမယ်ဒီလိုနီလန်းလေးနဲ့လည်းရွှေအတုစစ်ခွဲကြလို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်နီးတစ်ခုအနေနဲ့ရကြတော့ ်မှတ်ကြောက်တိုက်ပြီးတော့ငရဲမီးနဲ့စားကြည့်တာပဲဖြစ်ပါတယ်။ဒီအဲ့ဒါလေးကတော့အရှင်းဆုံးပဲပေါ့နော်။ရွှေအတုစစ်ခွဲကြရတာလည်းအလွယ်ဆုံးပဲဖြစ်ပါတယ်။ရွှေမိမိရဲ့ရွှေကိုမှတ်ကြောက်တိုက်ကြည့်ပြီးတဲ့အခါမှာ nitric acid လို့ခေါ်တဲ့အပြော့ပေါ့နော်အဆစ်အပြော့အစားငရဲမီးကိုမှတ်ကြောက်တိုက်ထားတဲ့ရွှေရောင်ပေါ်မှာငရဲမီးတို့ကြည့်လိုက်တဲ့အခါမှာပေါ့နော် ရွှေအတုဆိုလို့ရှိရင်မှတ်ကြောက်တိုက်ထားတဲ့ရွှေရောင်က လုံးဝပြက်ပြက်သွားမှာပဲဖြစ်တယ်ပျောက်သွားမယ်ပေါ့နော်ငရဲမီနဲ့စားသွားတယ်လို့ခေါ်တယ်ပေါ့နော်တကယ်လို့ရွှေအဆစ်ဆိုလို့ရှိရင်တော့အယောင်ပြောင်းမသွားဘူးပြတ်မသွားဘူးဘလို့ပဲအဆစ်နဲ့တူကြည့်ကြည့်ငရဲမီးနဲ့ပဲစားကြည့်ကြည့်ဘလို့မှအယောင်ပြောင်းလည်းမသွားဘူးသူ့အတိုင်းပဲရှိမယ်ပေါ့နော်ဒါလေးကိုလည်းတစ်ချက်ညံ့ညံ့ခွဲခြားလို့ရတယ်ဒီနီးကတော့ရွှေဆိုင်နေမြန်မာနိုင်ငံမှာရှိတဲ့ရွှေအယောင်ဝယ်လို့ပြုလုပ်တဲ့နေရာတွေမှာအဓိက မကြောက်တိုက်ပြီးတော့ငရဲမိစားကြည်တာအလွယ်ကူဆုံးနဲ့အလင်းမြန်ဆုံးရွှေအတုစစ်ကိုခွဲခြားနိုင်ဆုံးပဲဖြစ်ပါတယ်နောက်ထပ်မကြောက်တိုက်ပြီးတော့လဲရွှေအည်ခွဲကြတာလေးလည်းရှိတယ်ပေါ့နော်မကြောက်တိုက်ကြည့်ပြီးတော့အရှောင်းလေးတွေကြည့်ပြီးတော့ရွှေမုံလေးတွေထွက်လာတဲ့ရွှေမုံလေးတွေရွှေရောင်ပေါ်မှာကြည့်ပြီးတော့12ပဲရေ13ပဲရေ14ပဲ15ပဲစသဖြင့်ခွဲကြတာလေးလည်းရှိပါတယ်ဒါလေးတွေကတော့ရွှေခွဲကြတတ်တဲ့ experience လေးရှိမှပို့ပြီးတော့လင်းလင်းမြန်မြန်ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ် ခုလိုမျိုးနီလေးတွေနဲ့ရွှေအတုအစစ်ကိုခွဲခြားကြည့်လို့လည်းရပါတယ်ရှင်။ဒါဆိုလို့ရှင်ရင်ရွှေအတုအစစ်ခွဲခြားနီလေးတွေရွှေဝယ်ယူတဲ့အခါမှာရင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါမှာအမျက်အစွန်းရဖို့အတွက်ဘလူးနီလန်းလေးတွေနဲ့ကြည့်ရှုစစ်ဆေးပြီးတော့မင်းမြန်းဝယ်ယူလို့ရတယ်ဆိုတဲ့အချက်လက်လေးတွေကိုဒီတစ်ပတ်ဗီဒီယိုလေးမှာဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ ခုလိုမျိုးအကျိုးရှိဖွယ်ရာဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်လင်းလင်းရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ